်မင်္ဂလာပါရှင်မကြမီကျောင်းတက်ကလာရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မိဘတွေအနေနဲ့အုပ်ထင်းသူတွေအနေနဲ့အခက်အခဲမရှိစိတ်အေးချမ်းစွာဖြင့်မိမိကလေးတွေကိုကျောင်းကိုပျော်ရွှင်စွာတွားရောက်နိုင်စေဖို့အတွက်အိမ်မှာလွယ်တကူလေ့ကျင့်ပစ္စုပြုထောင်ပေးလို့ရနိုင်မဲ့ဤလန်းကောင်းတွေကိုဒီဗီဒီယိုကနေပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်မိဘအုပ်ထင်းသူတွေအနေနဲ့လှုပ်ဆောင်နိုင်မဲ့အလွယ်ကူဆုံးနီလန်းတွေကတော့ နံပါတ်၁ကြိုတင်ပြင်ဆင်ခြင်းနံပါတ်၂မနှက်စာနဲ့အိပ်စက်ခြင်းနံပါတ်၃စိတ်ပိုင်းဆိုင်ရာအားပြည့်ခြင်းနဲ့စိတ်လုံခြုံမှုပေးခြင်းနံပါတ်၄စီကံတွေတင် जा ပေးခြင်းနံပါတ်၅နေ့စဉ်စကားပြောပေးခြင်းဆိုတဲ့နိလန်းတို့ပဲဖြစ်ပါရရှင်။ ပထမဆုံးနီလန်လေးဖြစ်တဲ့ကြိုတင်ပြင်ဆင်ခြင်းကြိုတင်ပြင်ဆင်ခြင်းမှာအပိုင်းနှစ်ပိုင်းရှိပါတယ်။အရာဝတ္ထုတွေကိုပြင်ဆင်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခြင်းဆိုပြီးတော့ပဲဖြစ်ပါတယ်။ကျမတို့အနေနဲ့ကလေးတွေကိုကြောင်းသွားရောက်နိုင်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာအထူးခရေးကြီးဆုံးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပေးမှုကအရင်ရေးကြည့်ပါတယ်။ ီလိုနီလန်းကိုပြင်ဆင်ပေးဖို့အတွက်ဆိုရင်ဖီဖီမီမီတွေတို့မဟုတ်အုတ်ထင်းသူတွေအနေနဲ့မိမိကလေးတွေကိုကြားမတက်ခင် တပတ်အလိုတို့မဟုတ်တလားလိုလောက်မှကလေးတွေကိုကြိုပြီးတော့ပြောပြထားရပါမယ်မကြခင်မှာကြောင်းဖင်းတော့မယ်ကြောင်းဖင်းတော့မယ့်အချိန်မှာသားတို့တမီးတို့အနေနဲ့တငယ်ချင်းတစ်တီတွေ့ရတော့မယ်ပြီးသွားရင်ပျော်ရွှင်အောင်ကောင်းတဲ့တင် जा ရီတွေနဲ့နော်စာရီလီလာရတော့မယ်ဆိုတဲ့အရာကိုမိဘတွေအနေနဲ့ကြိုတင်ပြောပြထားရမှာပဲဖြစ်ပါတယ် နောက်ထပ်ကြိုတင်ပြင်ဆင်ရမယ့်အရာတွေကတော့ကျောင်းတက်ကာလာတဲ့အခါမှာကလေးတွေအသုံးပြုနိုင်ဖို့အတွက်ကျောင်းလွယ်အိမ်ကျောင်းသုံးပစ္စည်းတွေမိုးရင်းကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေအတွက်လိုအပ်တဲ့ဖနှက်မူကဝစ်စုံတွေကိုစနစ်တကျနဲ့ ready ဖြစ်အောင်ပြင်ဆင်ထားပေးရမှာပဲဖြစ်ပါရဲ့ရှင်ဒုတိယတစ်ချက်ဖြစ်တဲ့မင်းဆာနဲ့အိဆက်ချင်းဒီအချက်လေးကတော့ကြောင်းတက်နေတဲ့ကာလမှာပြုလုပ်ရမယ့်အချက်ဖြစ်ပါတယ် ကျောင်းကိုကလေးတွေမသွားခင်မှာအရေးကြီးဆုံးကတော့အရေးဝနေပြီးတော့ကလေးတွေအနေနဲ့လန်းလန်းဆန်းဆန်းတက်တက်ကြွကြွရှိစေဖို့အတွက်အိတ်ဆက်ချင်းကလွန်မအရေးကြီးပါတယ်။ဒါကြောင့်ကျောင်းတက်ရမယ့်အချိန်ကာလမှာဆိုလို့ရှိရင်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုမနေ့ကျောင်းသွားရမှာဖြစ်တဲ့အတွက်ကြောင့်ညအိတ်ချိန်ကိုစနစ်တကျထားဖို့အတွက်အရန်အရေးကြီးပါတယ်။ကလေးတွေကအိယာဝင်နောက်ကြတဲ့အခါမှာမနေ့ကိုနိုးထခြင်းနဲ့စိတ်ကမရှိတော့ပါဘူး။ အဲ့ဒီအခါမှာကလေးအနေနဲ့ကကြောင်းသွားဖို့အတွက်ကြည်ကြတာမျိုးတွေဖြစ်နိုင်တယ်ကြောင်းသွားရမှာကိုမသွားကျင်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကြောင်းတက်ကာလတွေမှာဆိုလို့ရှိရင်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုညအိပ်ရာဆော့ဆော့ဝင်ဖို့အတွက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ် အကယ်၍အလုံများနေတဲ့မိဘတွေရှိနေရဆိုရင်တော့မှခလေးတွေကိုအဲ့ချင်စနစ်တကျတတ်မှတ်ပေးပြီးတော့ကိုကအလုံကလေးကိုခဏလောက်နော်ရက်နာထားပြီးတော့ကိုရဲ့ကလေးနဲ့တူတူအဲ့ရဝင်တဲ့ပုံစံမျိုးလေးတွေလှုပ်ဆောင်ပေးသွားမယ်ဆိုရင်ကလေးတွေကပုံမှန်အဲ့ချင် ကျောင်းတက်တဲ့အချိန်မှာညအိယာဆဆုံးဝင်ရတဲ့ဆိုတာကို နားလည်သွားမှာဖြစ်ပါတယ်။အိယရဲ့အကျိုးကျေးဇူးကဘာရရှိလဲဆိုရင်ကျောင်းတက်ဖို့အတွက်မနေ့အိယာထားတဲ့အခါမှာအရေးဝါနေမှာဖြစ်တဲ့အတွက်ကြောင့်မိဘတွေအနေနဲ့ခလေးတွေကိုခက်ခက်ခဲခဲအိယာနှိုးရတဲ့အလေးထားကလည်းရော့သွားမှာဖြစ်ပါတယ်။ဒုတိယကတော့မနေ့စာစားတာပဲဖြစ်ပါတယ်။မနေ့စာကိုမဖြစ်မနေမိဘတွေနဲ့ကိုယ့်ရဲ့ခလေးတွေကို ထွေးမှုအတွက်အရန်ရေးကြည့်ပါတယ်။ မနေ့ဆာအဟာရကသူတို့ရဲ့တနေ့တာလုံးမှာ လုံနိုင်စွမ်းအားတွေကိုအများကြီးကူညီပေးပါတယ်။ဒါကြောင့်မလို့ကြောင်းတက်သွားဖို့အတွက်ဆိုရင်ပြင်ဆင်တဲ့အခါမှာမိဘတွေအနေနဲ့မနေ့ဆာကိုလည်းမဖြစ်မနေကြွေးဖို့အတွက်အရေးကြီးပါတယ်။ ဒီနေ့ခင်မှာဆိုလို့ရှိရင်ကားလမ်းကြောင်းတွေပိတ်တဲ့အတွက်ကြောင့်မလို့တချို့တွေကကားပေါ်မှာကျွေးတာတွေရှိတယ်။နောက်ပြီးကြောင်းကြားမှာစားပါဆိုတာမျိုးတွေပြောတာတွေရှိပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့အိမ်မှာစနစ်တကျနဲ့အချိန်ယူပြီးတော့ကျွေးလိုက်နိုင်မယ်ဆိုရင်ခလေးတွေအနေနဲ့မင်းဆာအာဟာရကိုလုံလောက်စွာရရှိနေမှာဖြစ်တဲ့အတွက်ကြောင့်တနေ့တလုံး fresh ဖြစ်နေပြီးတော့တင်ငန်းစာတွေကိုလေးလာတင်ယူတဲ့အခါမှာလည်းခလေးတွေအနေနဲ့စိတ်ပါစွာနဲ့တက်ကြွစွာလေးလာတင်ယူနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့် ီဒုတိယချက်ကလည်းအရင်အရေးကြီးပါတယ်။ဒါလေးကိုလည်းမိဘတွေနေနဲ့တတိထားဖို့အတွက်လိုအပ်ပါတယ်ရှင်။တတိယတစ်ချက်ဖြစ်တဲ့စိတ်လုံခြုံမှုပေးခြင်းနဲ့စိတ်ပိုင်းဆိုင်ရာအပြည့်ချင်းဒီချက်ကတော့အရန်ကိုအရေးကြီးပါတယ်။ကျမတို့အနေနဲ့ကလေးတွေကိုကျောင်းကိုပို့တဲ့အခါမှာသူတို့အတွက်ကတော့နေရာအစ်စ်ကိုရောက်ရှိသွားတာဖြစ်ပါတယ်။ကျမတို့နေစဉ်အိမ်မှာမိဘနဲ့နှွေးနှွေးထွေးထွေးနေရတဲ့နေရာက နေပြီးတော့သစိမ်း နေရာကိုရောက်ရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်အဓိကအရေးကြီးဆုံးကစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရရှိနေဖို့အတွက်ကအရေးကြီးပါတယ်။ဒါကြောင့်ကလေးတွေအတွက် စိတ်လုံခြုံမှုရရှိစေဖို့အတွက် အတူနေတဲ့မိခင်တွေအနေနဲ့ဘာတွေလေ့ကျင့်ပေးရမလဲဆိုရင်သားတို့တမီးတို့ကြောင်းသွားတဲ့အခါမှာကျောင်းမှာတငယ်ချင်းတစ်တွေရရုံနဲ့ပြောစရာကြီးနော်ကျောင်းကိုရောက်တဲ့အခါကျရင်ထူးခြားတဲ့ ိမ်မှာတတော်တမီတို့မတွေ့ရတဲ့အရာလေးတွေကိုတည်တည်ကြာကြာလေ့လာမှတ်သားကြမယ်နော်။ကျောင်းမှာတငယ်ချင်းတစ်တွေ့ရမယ်၊ပျော်ပျော်ရွှင်ရွှင်ကစားလို့ရမယ်၊ချစ်ဆရာကောင်းတဲ့ဆရာမလေးတွေနဲ့အတူတူစာသင်ရမှာဖြစ်တဲ့အတွက်ကြောင့်တတော်တမီတို့ဘ ഹു တုတ္တရတွေအများကြီးရရှိပြီးတော့လိမ္မာရည်ချင်းမယ်ဆိုတာမျိုးလေးတွေကိုမိဘတွေအနေနဲ့အပြုတ်သဘောဆောင်တဲ့အရာလေးတွေကိုကြိုတင်ပြောပြပေးထားမယ်ဆိုရင်ကလေးတွေအနေနဲ့ကျောင်းဆိုတာက ကြောက်စရာမဟုတ်ဘူး။ အင်္ဂလိုပဲမိဘတွေနဲ့နွေနွေထွေးထွေးနေရတယ်လို့ပဲကျောင်းမှာရှိတဲ့ဆရာဆရာမတွေနဲ့လည်းနွေနွေထွေးထွေးနေခွင့်ရမယ်ဆိုတာမျိုးလေးတွေကိုပြောပြပေးမယ်။နောက်ပြီးရင်သူတို့ဘဝအတွက်အသည့်ဆန်းလေးတွေကိုလည်လာခွင့်ရမယ်ဆိုတဲ့နေရာလေးတွေဆိုတာကိုကြိုတင်ပြောပြထားမယ်ဆိုရင်သူတို့အတွက်စူဆန်းလေးလာလူစိတ်တွေကိုလည်းရရှိမှာဖြစ်တယ်လို့ဒီနေပေကသူတို့အတွက်စိတ်လုံခြုံမှုပေးစေတယ်ပေါ့ပါစေတယ်ဆိုတဲ့အရာကိုလည်းသိရှိစေမှာဖြစ်ပါတယ်။ အကယ်၍တချို့ကလေးတွေအနေနဲ့အားငယ်တတ်တဲ့အစိတ်မျိုးရှိတဲ့ကလေးမျိုးဆိုလို့ရှိရင်မိဘတွေအနေနဲ့ဒီလိုလေးတွေလည်းပြောပြလို့ရပါတယ်။ဒါတို့သူတို့အနေနဲ့ကျန်းမာတစ်ခုခုမလုပ်တတ်တာပဲဖြစ်ဖြစ်အခက်အခဲရှိခဲ့တယ်ဆိုလို့ရှိရင်ဒါတို့သူတို့ရဲ့အနီးအနားမှာအများတည်းရှိနေတဲ့ဆရာဆရာမတွေကိုအတိပေးပြီးတော့အကူအညီတောင်းလို့ရတယ်ဆိုတဲ့အချက်လေးတွေလည်းပြောပြထားမယ်ဆိုရင်ကလေးတွေအနေနဲ့အခက်အခဲရှိတာပဲဖြစ်ဖြစ် စိုးရိမ်စဉ်တစ်ခုခုမလုံတက်တဲ့အရာတစ်ခုခုရှိတယ်ဆိုရင်တော့မှရှယ်ရှယ်မတွေကိုပြောပြလို့ရတယ်ဆိုတဲ့အရာမျိုးလေးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီချက်လေးကလည်းအရန်ကိုအတုံးဝင်ပြီးတော့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ရှင်။စတုဒ္ဒနီလန်လေးကတော့ရှီကဲနေတင်ပေးခြင်းပဲဖြစ်ပါတယ်။ စီကင်းဒီလူတံပိုးဆိုတဲ့အတိုင်းပဲကျမတို့ကခလေးတွေကိုပြည့်စုံပြည့်ချံပေးတဲ့အခါမှာမိဘတွေအနေနဲ့အရေးကြီးဆုံးကတော့စီကင်းလေးတွေကိုစနစ်တကျလေ့ကျင့်သင်ကြားပေးဖို့လည်းလိုပါတယ်။ ဥပမာအိမ်မှာစီကံမရှိဘူးဆိုလို့ရှင်အဲ့ဒီအလေးထားတွေကအเจ้าကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့အနေနဲ့အိမ်မှာလည်းအိမ်ရဲ့သက်ဆိုင်တဲ့စီကံလေးတွေကိုမိဘတွေအနေနဲ့အလေးချင်းကောင်းလေးတွေပြုလုပ်ပေးထားမယ်ဆိုရင်အเจ้าကိုရောက်နေတဲ့အခါမှာတသားမိမိလေးတွေအနေနဲ့စီကံဆိုတာကသူတို့အတွက် စိတ်ကျဉ်ကျက်စရာအရာမဟုတ်ဘဲနဲ့ရှင်းနေပေါင်နေနေလို့ရှိရင်စနစ်တကျဖြစ်ပြီးတော့ smart ဖြစ်တဲ့ကလေးငယ်တွေဖြစ်မယ်ဆိုတာကိုတို့နားလည်သိရှိမှာပဲဖြစ်ပါတယ်။ဒါကြောင့်စီကံလေးတွေကိုသင်ပြရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့အချောင်းကိုသွားရမယ်ဆိုရင်ဖိဖိမိမိတွေအနေနဲ့ဘာတွေပြောပြလို့ရလဲဆိုရင် ကျမ်းမှာတာရုတ်သမီးတို့ရဲ့တငယ်ချင်းတွေနဲ့ချစ်ချစ်ခင်ခင်နေရမယ်နော်တငယ်ချင်းတွေကိုအနိုင်မချင်းရဘူးတငယ်ချင်းတွေနဲ့မုတ်တေကို sharing လုပ်ပေးရမယ်ကမ်းမွန်တဲ့စိတ်ထားလေးတွေထားရမယ်ဆိုတဲ့အရာမျိုးလေးတွေကိုအင်ကားနေပြီးတော့မှာကြားခြင်းပဲဖြစ်ဖြစ်လေ့ကျင့်ပေးခြင်းပဲဖြစ်ဖြစ်ပြုလုပ်ပေးနိုင်ပါတယ်နောက်တစ်ခုရည်ကြီးဆုံးကတော့အကြောင်းကိုနောက်မကြအောင်တွားရမယ်ဆိုတာပဲဖြစ်ပါတယ် ကျမတို့ဒီနေ့ခေတ်မှာဆိုလို့ရှိရင်လမ်းနေကြနေလို့အရာထားနောက်ကြလို့အစသဖြင့်နီးလမ်းမျိုးစုံနဲ့အကြောင်းပြပြီးတော့အကြောင်းနေနောက်ကြနေကြပါတယ်။ကျမတို့ဒီလိုအချိန်လေးတွေမှာခလေးငယ်တွေကိုစပြီးတော့အချိန်ကိုလေးစားတန်ဖိုးထားတဲ့ထားတတ်တယ်ဆိုတဲ့အရာတွေကိုလေးချင်းပြောထောင်ပေးထားတာမျိုးမရှိဘူးဆိုရင်တို့အချိန်တန်လို့အရွယ်ရောက်လာတဲ့အခါမှာတို့တွေအနေနဲ့အချိန်ကိုတန်ဖိုးထားတတ်မှာမဟုတ်တယ်လို့စီကံရှိတဲ့သူတွေလည်းဖြစ်မှာမဟုတ်နိုင်ပါဘူး။ဒါကြောင့်ဒီလိုအချက် ်လေးတွေကိုလေ့ကျင့်ပြရပါမယ်။နောက်တစ်ခုကတော့အိမ်မှာစင်မိဘတွေကိုရိုရိုတည်တည်လေးလေးစားစားနဲ့ဆက်ဆံတယ်လို့ကြောင်းရောက်တဲ့အခါမှာလည်းဒါတို့သမီးတို့ကိုပညာဗဟုသုတတွေဝေမျှပေးတယ်။ဒါတို့သမီးတို့လိမ္မာရည်ကြီးအောင်သင်ကြားပေးနေတဲ့ဆရာဆရာမတွေကိုလည်းချစ်ခင်လေးစားရမယ်ဆိုတဲ့အချက်လေးတွေကို ဖေဖေမိမိတွေနဲ့ပြောပြသွန်သင်ဆုံးမထားပေးခြင်းဟာကောင်းမွန်တဲ့ဤလန်းကောင်းမွန်တဲ့စည်းကမ်းတွေကိုလေ့ကျင့်ပြုထောင်ပေးရလဲရပါတယ်။ဒါကြောင့်ဒီဤလန်းကလည်းများစွာအကျိုးရှိတဲ့ဤလန်းလေးဖြစ်ပါတယ်ရှင်။အလွန်သုံးဝင်တဲ့နောက်ဆုံးဤလန်းလေးကတော့နေ့စဉ်စကားပြောပြခြင်းပဲဖြစ်ပါတယ်။ဒီနေ့လိုခင်မှာဆိုလို့ရှိရင်မိဘတွေအနေနဲ့ကလည်းကြိုးစားပြီးတော့ရှာဖွေနေရတာဖြစ်တဲ့အတွက်ကြောင့်မိသားစုဝင်တွေအနေနဲ့တနေ့တာတနေ့ မိနစ်ချင်းဆိုင်တွေ့ပြီးတော့စကားပြောရမယ့်ချိန်တွေကအလွန်ကိုရှားပါလာပါတယ်။ဒါကြောင့်သားသမီးတွေရဲ့အခက်ခဲမိဘတွေရဲ့ရင်းနှီးစကားတွေကိုသားသမီးမိလေးတွေအနေနဲ့လည်းအမရရှိတာတွေတွေ့ရပါတယ်။ဒါကြောင့်ဒီချက်လေးကလည်းအများကြီးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဘလူလေးတွေပြုလုပ်လို့ရနိုင်လဲဆိုလို့ရှိရင်မိဘတွေအနေနဲ့ကိုယ့်ရဲ့သားရဲ့သမီးတွေကျောင်းသွားတဲ့အချိန်ပေါ့ကျောင်းကနေပြန်လာတဲ့အချိန်မှာအာကိုယ့်ရဲ့ကလေးတွေကို နေ့စဉ်တနေ့တာကိုယ့်ရဲ့အဖြစ်ပြက်လေးတွေကိုပြန်လည်ဝေမျှတဲ့လုပ်ငန်းလေးတွေလည်းလှုပ်ဆောင်လို့ရပါတယ်။ဒီချက်လေးတွေကိုလှုပ်ဆောင်ပေးနိုင်မယ်ဆိုရင်ကလေးတွေရဲ့အခက်အခဲတွေကိုလည်းမိဘတွေအနေနဲ့ချက်ချင်းသိနိုင်မှာဖြစ်တယ်လို့မိဘတွေရဲ့မိတ္တာတွေကိုလည်းတားရိတ်သမီးတွေကရရှိမှာဖြစ်တဲ့အတွက်ကြောင့်နှွေးထွေးပြီးတော့ပျော်စရာကောင်းတဲ့မိသားစုဝင်ဝိုင်းလို့ကိုလည်းရရှိမှာဖြစ်ပါတယ်။ အဲ့တော့မိဘတွေအနေနဲ့တနေ့ကြာတနေ့ကျောင်းကနေပြန်လာတဲ့အခါမှာကိုယ့်ရဲ့သားသမီးတွေကိုဘာတွေပြုပြုလုပ်ပေးလို့ရနိုင်လဲဆိုရင်ဒီနေ့သားသမီးတို့ကျောင်းကိုသွားရတာပြောလာခဲ့ရလားကျောင်းမှာရော အလိုရာလေးတွေကပျော်စရာလေးတွေကိုရရှိခဲ့လေပြပြမိမိတို့ကိုဝေးမြပေးပါဦးဒီနေ့သားရတမျိုးကျမှလုပ်ခဲ့ရတဲ့ activities တွေတဲကဘင်ဒီလန်းလေးကသားရတမျိုးတွေအပျော်ဆုံးလေကျောင်းစာရီကကောဘလို့ရှိနေလေတငယ်ချင်းတွေကကောသားရတမျိုးပေါ်မှာဘလို့လေးတွေသဘောထားလဲအဆရှိတွေ့မိကွန်းလေးတွေကိုမေးချခြင်းအဖြစ် မိဘနဲ့တာသမီကြမှာလည်းနှွေးထွေးကျင်နာမှုကိုရရှိမှာဖြစ်နိုင်တယ်လို့ကလေးတွေအတွက်ကိုလည်းကျမတို့အနေနဲ့ကအခက်အခဲတစုံတရာရှိရဆိုလို့ရှင်လည်းမိဘတွေနဲ့အလွယ်တကူသိရှိနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ဒီလိုအချက်လေးတွေကိုလုံဆောင်ပေးနိုင်မယ်ဆိုလို့ရှင်ညာစာအကျိုးရှိမှာဖြစ်ပါတယ်။ အကယ်၍တခုခုအခက်အခဲရှိတဲ့အညာမျိုးဖြစ်တယ်ဆိုရင်တော့မိဘတွေအနေနဲ့လုံနိုင်တာလေးတွေကိုချီးကျူးပြီးတော့မလုံနိုင်တာလေးတွေကိုအပေးခြင်းအပြင်ကြိုးစားနိုင်အောင်နိလန့်နေကိုဖော်ကျူးမယ်ဆိုလို့ရှိရင်တားရသမီးတွေအနေနဲ့ကြားသွားရတဲ့အခါမှာလေပြုံးစရာကောင်းနေအိမ်ကိုရောက်လာတဲ့အခါမှာလေကိုယ့်ရဲ့တဏှိတာဖြစ်ပျက်လေးတွေကိုမိဘတွေကိုဝေမျှခွင့်ရတဲ့အတွက်ကြောင့် မိဘနဲ့တာသမီကြမှာလည်းပို့ပြီးခိုင်ပါတဲ့ပေါင်းတင်ဆက်ဆက်ရေးမျိုးတွေရရှိနေမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဗီဒီယိုလေးကမိဘတွေအတွက်လည်းများစွာအကျိုးရှိပြီးတော့တားရဲသမီးတွေအတွက်လည်းအကောင်းဆုံးဖြစ်နိုင်မယ့်ဤလန်းလေးတွေကိုဝေမျှပေးခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါရဲ့ရှင်။ဒီဗီဒီယိုလေးကိုနားဆောင်မိတဲ့သူတဦးတယောက်ချင်းစီတိုင်းစိတ်ချမ်းသာကိုကျဲမာနဲ့ကိုရီကောင်းတော်မြတ်ပြများကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်။ Like and subscribe